မင်္ဂလာပါရှင်ကျွန်မဒီနေ့2022ခုနှစ်တုန်းကမေဒီမဂ္ဂဇင်းရဲ့အတူဆုံးဝတ္ထုကဏ္ဍမှာဖော်ပြခြင်းခံရတဲ့အပင်အိုဤခံစားချက်ဆိုတဲ့စောင်းမလေးကိုဖတ်ပြခြင်းပါတယ်ဆိုးရဝန်ထမ်းတွေနေထိုင်ရာခြံဝင်ဝင်းကြီးတစ်ခုအတွင်းမှာအဆောက်အုံကြီးတစ်ခုမှာဆိုးရဝန်ထမ်းမိသားစုတွေတစုရောက်လာလိုက်တစ်ခါပြန်ပြောင်းသွားလိုက်နောက်ထပ်မိသားစုတစုရောက်လာလိုက်နဲ့အဆက်ဆက်နေထိုင်လာကြတာဟာ ခုစု10စုနှစ်3စုလောက်တောင်ရှိနေပါပြီ။ကျုံရဲ့အသက်ကလည်းဒီချန်ကြီးရဲ့တသက်ပေါ့ဗျာ။ကျုံမှာအဖူးပွင့်တွေဝေပြီဆိုအင်ရှင်တွေကပြောကြတယ်။တရဖူးတွေဝေနေပြီ။ခုပြီးတို့စားရအောင်တဲ့။ကျုံမှာအဖူးကနေအသီးကင်းလေးတွေဖြစ်လာတော့အကင်းလေးတွေတို့စားရအောင်တဲ့။အကင်းလေးတွေဖြစ်မှာသူတို့စားသုံးလို့ပိုးပြေးကြီးလာတဲ့အခါအစိမ့်ဘဝမှာအမျိုးမျိုးခြိုက်နှစ်သက်ရာလှုပ်ရှားကြပြီး အမေဘဝမှာတော့သူတို့အတွက်ချိုးဘွဲအဖြစ်မြင်းရှက်စွာစားသုံးကြပြန်နေဒါကတော့နှစ်တိုင်းသူတို့တွေ သုံးဆောင်နေကြပါဒီလိုနဲ့နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ပြောင်းသွားပေမဲ့သူတို့တွေကအဖူးဖူးအတီးတီးချိန်မှပဲကျုပ်ကိုတတိယတဲ့အကြည့်နဲ့မော့ကြည့်ကြတယ်ဒါကပဲကျုပ်ကိုသူတို့ဂယုဆိုင်ခြင်းတမျိုးလို့ကျုပ်ကဂုဏ်ယူခြင်းသေးတာသူတို့အတွက်ဟာရဖြစ်တဲ့အတီးတွေတီးပေးနေတဲ့ကျုပ်က သူတို့ထံကဘာအဟာရမှ တရားဝင် တောင်းခံခြင်းမရှိခဲ့ပါဘူး။ကျုပ်တွေတဘာဝကပေးတဲ့နေရောင်နဲ့မူးရီကတော့သူ့ချိန်နဲ့သူရပါတယ်ဗျာ။ဒါပေမဲ့ဗျာကျုပ်ဟာကျုပ်အမြင့်ကိုကိုဘာသာကိုမြေတောင်မမြောက်နိုင်တော့ကျုပ်ရဲ့မြစ်ချီတွေပေါ်လာတယ်ဗျာ။နာကိဖြစ်တဲ့အခါကျုပ်ကိုကျုပ်မထိန်နိုင်မဲကျုပ်ရိုင်းလဲသွားတယ်ဗျာ။ကျုပ်ကကိုယ်ရေကြီးလဲသွားပေမဲ့ ကျုပ်အမြင့်အချို့ကမြေကြီးမှာမြင်းမြင်းကုတ်တွေထားတာမို့ကျုပ်မှာရှိတဲ့အားလေးနဲ့ရှင်သန်ပြီးသူတို့အတွက်ဟာရဖြစ်အသီးတွေတီးပေးနေသေးတယ်ဗျာဒါပေမဲ့ဗျာသူတို့ကကျုပ်ကိုကြတော့ဒစိမ့်ဆန်ဆန်ဆက်ဆန်နေဗျာကျုပ်ကအရွက်တွေချေချရင်ဒီပင်ကလည်းကျွေလိုက်တဲ့အရွက်တွေရှင်းလို့ကိုမပြီးနိုင်ဘူးလို့ပြောဆိုကြတယ်ပူဆိုးတာက ကျုပ်ရဲ့အရွက်ကလေးတွေကိုမီးရှို့ပစ်ကြတယ်ဗျာဒါဆိုသူတို့ကို နှစ်စဉ်အဟာရဖြစ်သည်တွေတီးပေးနေတဲ့ကျုပ်ကိုအခြားအဟာရတွေမပေးရင်သာကျုပ်ဥပင်ကကျွေတဲ့အရွက်တွေကိုကျုပ်ချီရင်အမြစ်ပေါ်မှာပုံထားနှစ်တွေကြာလာလို့ကျုပ်အရွက်တွေမြေဆွေးအဖြစ်ပြောင်းလဲလာတဲ့အခါကျုပ်တို့ကပြန်စားသုံးဖို့ဒါဆိုမကောင်းပေဘူးလားသူ့ရိုးနဲ့သူ့ပြန်ထိုးဆိုတဲ့သကုံရှိတယ်မဟုတ်လားဗျာဒီပြည့်ပင်ကြီးကအပြင်မှာလည်းရှိတယ်ပေါ့နော်ဒီဒုဆုံးဝတ္ထုထဲမှာအပင်ဦးကြီးရဲ့ ခံစားခြင်းဆိုပြီးတော့မှကျွန်မရေးလိုက်ခြင်းဟာတကယ်တကယ်အပင်ကြီးကိုပေါ့နော်လူတယောက်အနေနဲ့ခံစားပြီးရေးလိုက်တာလည်းဖြစ်တယ်လို့နောက်တစ်ခုကကျွန်တော်တို့မိဥဖအိုတွေနဲ့ပေါ့နော်တာသမီတွေနဲ့ဆက်နွယ်နေတဲ့အပိုင်းတွေမှာလည်းဒီတည့်ပင်ကြီးပေါ်မှာတည့်ပင်ပိုင်ရှင်တွေပြုလုပ်တဲ့အပြုအမူမျိုးတွေပြုလုပ်ကြတဲ့အတွေ့အကြုံမလို့မိဥဖအိုရဲ့ခံစားချက်ကိုလည်းပေါ့နော် double thinking အနေနဲ့တွေးလို့ရအောင်ကျွန်မအပင်အိုရဲ့ခံစားချက်ဆိုပြီးတော့မှ ရေးသားပြီးတော့မဟေတီကိုပို့ခဲ့တာဖြစ်ပြီးတော့မှ2022ခုနှစ်မဟေတီမဂ္ဂဇင်းမှာအတူဆုံးဝတ္ထုအနေနဲ့ပေါ့နော်ပေါ်ပြခြင်းခံရတဲ့အတွက်ကြောင့်မလို့ကျမကိုအယ်ဒီတာကပုံဆက်ခေါ်တဲ့အတွက်ကြောင့်မလို့ကျမအာရဝန်တာနဲ့ပေါ့နော်ဒီမဂ္ဂဇင်းစာအုပ်နဲ့စာမူကပြေးပြီးတော့မှယူခဲ့ရတဲ့အမှတ်တရလေးဖြစ်ပါတယ်ဒါလေးကိုဒီမဂ္ဂဇင်းကိုမဖတ်ဖူးသေးတဲ့သူတွေဖတ်ရအောင်ကျမအနေနဲ့ကျမကိုယ်တိုင်ညှိထားတဲ့အပင်အိုရဲ့ခံစားချက်ဆိုတော့အတူဆုံးဝတ္ထုလေးကို ဖတ်ပြရခြင်းဖြစ်ပါတယ်ရှင်အဆုံးထိနှတ်တောင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်